တန်းစင်းတော့မဲ့အတင်းလေးကတော့အထမထားပဲသွေးပူလုပ်ခဲ့တဲ့စီမံကြီးအားလုံးမင်္ဂလာပါစီမံကြီးတို့တဲ့ဒီယာတီပရီးမီးယားလီဂါတော့ဒုတိယလူဖြစ်နေပြီးဆုံရဖို့ကတရားသလောက်ရှိသွားခဲ့ပါပြီဒါပေမဲ့လည်းတစ်ဖက်ကတမ်ပလာမှာတော့ဆီမီဖိုင်နယ်ထိကိုရောက်ရှိနေတာကိုတွေ့ရပါတယ်အဲတော့စီမံကြီးတို့အနေနဲ့ပရီးမီးယားလီဂ်ကိုသိပ်ပြီးအာရုံမရှိတော့ဘဲဓမ္မလားကြီးကိုပါပြောင်းမှန်းနေကြပြီလေဖြစ်ပါတယ်။ဓမ္မလားစီမီဖိုင်နယ်ပွဲစဉ်နေနဲ့လာမယ့်ဧပြီလ30ရက်နေ့မှာကစားရမှာဖြစ်ပြီးတော့လက်ရှိအနေအထားအရဆိုရင်အာတီတာအနေနဲ့ဓမ္မလားပွဲကိုပဲအာရုံစိုက်သွားဖို့ရှိနေပါတယ်။ ကျွန်မကြီးတို့ကတံပလာပွဲမတိုင်ခင်အစ်ဆွေတင်းနေပွဲစမှာဆိုရင်တော့လေးစီကလပ်ပါဖြစ်အောင်လှုပ်သွားခဲ့ပါတယ်။ဒီမှာတော့စီမံကြီးတို့နဲ့အစ်ဆွေတောင်းတို့စီမံခဲ့ကြတဲ့ပရီးမီးယားလိပွဲစဉ်တွေကိုတင်ဆက်ပေးကြပါတယ်။တံပလာစီမီဖိုင်နယ်အတွက်ကြားထဲမှာတပတ်လောက်အချိန်ရသေးတာမို့လို့စီမံကြီးတို့လည်းအစ်ဆွေနဲ့ပွဲမှာအဓိကကစားသမားတွေကိုအသုံးပြုခဲ့ပါတယ်။ ဖူဘန်နီယာတွေကတင်းမားနဲ့စကယ်လီလူတော့ဒါအပြောင်းလဲပြုတ်လုထားပြီးတော့ဘာဝိုင်းနဲ့ရှင်ချန်ကိုတို့ကိုအသုံးပြုခဲ့ပါတယ်။တာမန်နဖတ်ကလည်းဆာကာနဲ့မာတီနီလီလိုဖြစ်ပြီးတော့မာရီနိုကိုကွင်းလဲပြန်ပို့ပြီးထရော့ဆက်ကိုအထောင်နဲ့ပွဲထွက်လာပါတယ်။လူဆောင်ထုတ်လာခဲ့တာကြောင့်ရှင်မြန်တို့ဖန်ဒီဒီနဲ့ဒံရရသွားမှကိုမျက်ခုံးခက်လက်လို့ဖြစ်နေရပါတယ်။အစ်ွှေတင်းကလည်းတန်းတင်းကြရေးဖို့အတွက်ဗာမျောလင်းချက်မှမရှိတော့ဘဲနဲ့လက်ချံပွဲစင်ဒီကိုဂုံတိတ်ကပိုင်းရသွားကစားရတော့မှာပါ ပြောင်းရွှေ့သတင်းဤထွက်နေတဲ့တိုက်စစ်မှုဒီလက်ကိုတော့နောက်ပိုင်းပွဲတွေမှာတိတ်မတုံးတော့ပဲဂျော့ဟစ်ကိုပဲအထောင်တိုက်စစ်မှုအနေနဲ့ပြန်ပြီးအသုံးပြုနေပါတယ်။ဒီပွဲအစရင်တော့စီမံကြီးတို့အတွက်ငပြောသေးခွန်ခွာသလောက်တော့မခက်ခဲခဲ့ပါဘူး။ပွဲအစကလေးကစီမံနုကပဲတစ်ဖက်သက်ဖိအားပေးနေခဲ့ပြီးတော့၁၄မိနစ်မှာနေအိုဒီဂါရဲ့ဖန်တီးမှုနဲ့ထရော့ဆက်ကအဖွင့်ကိုရရှိသွားခဲ့ပါတယ်။28မိနစ်မှာလဲမာတီနယ်လီကဒုတိယဂိုးကိုထပ်မံသွင်းယူခဲ့ပြီးတော့ဒီဂိုးမှာလဲမာရီနွေရဲ့အကွက်မြင်မှုကိုချီးကျူးသွားမှာဖြစ်ပါတယ်။ မရင်းနွာလက်ရှိမှာဆိုရင်ကွန်းလက်ရောတိုက်စစ်ပါဘာလာလာဒေါင်းနေတဲ့အသင်းရဲ့ချိုကာတကောင်လို့လည်းပြောလို့ရပါတယ်။ဘွေကတစ်ဖက်သက်ဆန်လွန်းနေတဲ့အချိန်မှာအစ်ဆွေရဲ့နောက်တန်းကဒေးဗစ်ကပါအနီးကပ်ထိသွားခဲ့တာကြောင့်ဒုတိယပိုင်းမှာပြီးသေးခင်မှာတင်ဘွေကပြီးသလောက်ဖြစ်သွားခဲ့ပါပြီ။လက်ချက်မိနစ်တီကတော့ဆီမန်နွေရဲ့တိုက်စစ်ကိုဒိုင်းငံပိတ်ဖို့ပဲဖြစ်လာခဲ့ရပါတယ်။ဒီလိုနဲ့58မိနစ်လောက်ရောက်မှဆော့ကာနဲ့မာရီနိုတို့ကိုအနားပေးလာခဲ့ပါတယ်။ဗနေ60ကျော်မှဆိုရင်လေထရော့ဆာကအသင်းတော်တတိယဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။ ၃ဂိုးပြတ်သွားတော့မှာပဲ Rice နဲ့ Martinelli လို့ကိုပါအနာပေးခဲ့ပြီးတော့စင်မန်တို့လည်းထင်ကစားဖို့ပဲဆုံးဖြတ်လိုက်ပုံရပါတယ်။ထပ်ပြီးပွဲပြီးကနေမှ Nonri ကနောက်တစ်ဂိုးထပ်သွင်းသွားခဲ့လို့၄စီကလပ်တွေပါဖြစ်သွားခဲ့ရပါတယ်။ဒီဘွဲဟာတော်သားချက်ပေါက်စုနဲ့ကစားရမယ်။ Double Semi Final အတွက်အတွက်တင်းဖို့လေ့ကျင့်ခန်းလုပ်လိုက်တယ်လို့ဖြစ်နေပါတယ်။ကြရမှာကစားရမယ်နန်းတော်နဲ့ပွဲကြရင်တော့အထူးကစားသမားအများစုကိုနားပေးလာဖို့ရှိနေပါတယ် ဘာဖြစ်ဖြစ်အစ်ဆွေတင်တဲ့ပွဲစဉ်ကစီမံကြီးတို့တအပေါင်းလက္ခဏာဆောင်တဲ့အချက်တွေပဲရှိနေပြီးတော့အနိုင်သုံးဘက်ကသူတို့ရဲ့မူပိုင်ဒုတိယနေရာလေးကိုပို့ပြီးတော့တေချာသွားစီခဲ့ပြီလည်းဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။